ားအလုံးမပြင်ပါပါရေဝရှမ်းနေမှာပြန်လဲကျေစုလိုက်ပါတယ်ဒီနေ့ကျွန်တော်နဲ့ကျွန်တော်မိသားစုနေဒီလိုဆွေးနွေးကြမယ့်အကြောင်းအရာကကဘာကြီးကပါကြောက်ရွံ့နေရတဲ့ generation z ဘာနိုင်ငံတည်တည်ကအာနာရှင်တွေအကုန်လုံးကြောက်ရတဲ့ generation z အကြောင်းကိုတပြပေးပါမယ်ဒီနေ့အဖြစ်ကျွန်တော်မြန်မာနိုင်ငံပြည်မှာရှိတဲ့အကြံဖတ်ဖတ်စစ်တက်ကပြီးလိုက် ကဘာကြီးကိုပေးလိုက်တဲ့တင်ကန်းစာအကြောင်းတွေကိုကျွန်တော်ဖော်ပြပေးပါမယ်။နောက်တဲ့သတင်းတွေမှာတော့ကျွန်တော်တို့အနေနဲ့အရရမှာဒိုင်းနတ်တပုတ်ဝင်နေပြီးသကဝေးတပုတ်ဝင်နေဝင်းရပိတ်ဆို့မှုကြောင့်အငင်းနဲ့အပြက်ပြက်ဖြစ်နေတဲ့အကျံဖက်စစ်ခွေးတက်ကကောင်းတဲ့အကြောင်းကိုကျွန်တော်ဖော်ထုတ်ပေးပါမယ်။ဘလောက်ထိတောင်ငတ်နေလဲဆိုရင်တွေးတဲ့အရွက်တွေကိုပြုတ်စားနေရတဲ့အခြေအနေ ထွက်ရင်လဲခေါင်းထွက်ခေါင်းပြုတ်ဒူးထွက်ဒူးပြုတ်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်မိသားစုဝင်တွေကိုတင်ပြပေးမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ရဲ့ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့ကိုလိုနီဟောင်းအာဖရိကကျွမ်းနိုင်ငံဖြစ်တဲ့မာရာဂတ်စတာရဲ့တမရပြင်းထန်လေရင်ဒစင်းနဲ့စနေနေ့ကထပ်ပြီးသွားတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ် နိုင်ငံသမ္မတကြီးဘာကြောင့်ထပ်ပြီးတွားရတာလဲဆိုတဲ့အကြောင်းဟုတ်ပြီမလဂစ္စတာနိုင်ငံမှာဂျန်နဗီရှိဆက်ပြီးဥဆောင်တဲ့ဆန္ဒပြပွဲဖြစ်ပွားခဲ့တယ်တလားကျော်မှာပဲသမ္မတအန်ဒရီယာရာဂျိုလီနာကတိုင်းပြည်ကနေပြီးတော့ထပ်ပြီးတွားပြီးဖြစ်တဲ့အကြောင်းကိုအတိုက်ခံခေါင်းဆောင်တွေကအစင်ကြတိထားရတာဖြစ်ပါတယ်မလဂစ္စတာဆိုရတာဂျန်နရီဆက်ဥဆောင်တဲ့လှုပ်ရှားမှုတွေကြောင့်တလားကြော်တွေမှာပြုတ်ကျသွားတယ်ဒုတိယမြောက်အစိုးရဖြစ်ပါတ စတေမာလာအတွင်းမှာပြုတ်ကျသွားတာကနီပေါ်အစိုးရဖြစ်ပါတယ်လတ်တလဘာမှမကြတဲ့အချိန်တွင်းထဲမှာကမ္ဘာနိုင်ငံအသီးသီးကအာနာရှင်တွေဟာကျွန်တော်တို့ generation ဆက်လူငယ်တွေနဲ့ထိတ်တိုက်တွေ့ပြီးနောက်ပိုင်းမှာအခုလိုထပ်ပြေးနေကြရတာဖြစ်ပါတယ်တမန်ရာဂျိုလီနာကလည်း သူ့ရဲ့ဘက်မှာစစ်သားတွေမရက်တီတော့တဲ့အတွက်အဲ့ဒီတက်ခလဲပဲကျွန်တော်တို့ဆလာပြတဲ့ပြည်သူတွေနဲ့ပူးပေါင်းသွားတဲ့အတွက်စနီယနေတွေကနိုင်ငံတွင်းကထပေးသွားတယ်လို့လွတ်တော်တွင်တိုက်ခန့်အင်အားစုတွေဥဆောင်တဲ့ဆစ်နီရန်ရီနာဆိုလီနိုအရင်ကတည်ပြုထားတာဖြစ်ပါတယ်။သမရပိုင်းဟာနိုင်ငံတွင်းထဲမှာ လက်နဲ့ကင်ထားတဲ့စစ်တပ်ကိုသူတို့ရဲ့ကပိုင်းချောင်အဖြစ်အသုံးပြုနေတာတွေရှိတယ်လို့သူတို့ဘက်ကရက်ကြည့်ဖို့ကိုနီးမျိုးစုံနဲ့ပုံဖော်ထားတာနိုင်ငံရေးအခြေအနေတွေကိုကျွန်တော်တို့တွေ့နေရပါတယ်။တကယ်ပြည်သူလူထု generation z နဲ့ထိတ်ထိတ်တွေ့တဲ့အချိန်မှာကျွန်တော်နိုင်ငံတွင်းနဲ့ကလက်နဲ့ကင်ထားတဲ့ တပ်ဖွဲ့ဝင်တွေဟာပြည်သူ့ဘက်မှာရက်တိလိုက်တဲ့အချိန်မှာအာနာယူအာနာရှင်တွေကခုလိုမျိုးခွေးကြဝက်ကြကြသွားတာဖြစ်တယ်ဒါပြင်နိုင်ငံတွင်းကနေပြီးတော့ခွေးပြဝက်ပြီးထွက်ပြေးနေရတယ်ဆိုတာကိုကျွန်တော်တို့စတိုက်တွေ့မြင်နေရတာဖြစ်တယ်ဒါကကဘာကြီးကို generation z ကပေးတဲ့သင်ခန်းစာကဘာနိုင်ငံတွင်းထဲမှာရှိတဲ့အာနာယူကောင် ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတယ်လက်ရှိပြည်သူကလာစာပေးထားပြီးတော့ပြည်သူကကြွေးထားတဲ့စစ်တပ်လိုပဲအရင်ဆုံးသုံးပြတယ်စစ်တပ်ဟာကျွန်တော်ပြည်သူလူထုဘက်မှာမရက်တီပဲနဲ့ပြည်သူလူထုဘက်ကိုတနက်ပြောင်းပြန်လှည့်ရတဲ့အချိန်မှာအခုလိုစိုးစိုးဝါးဝါအခြေအနေဆိုးနေတဲ့ကျွန်တော်တို့လေရင်ဆိုင်ဖြတ်တန်းနေရတာဖြစ်တယ်နောက်ဆက်တဲ့အာနာသိမ့်ရပေါ့ဗျာ စတကအာနာသိမ့်နေဒါတော့ပြည်သူလူထုကလုံးဝကိုလက်မခံဘူးတကယ်ကိုတနိုင်ငံလုံးပြကဘာမှာစံချင်းတင်တော့လောက်အောင်ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ခဲ့ဒါကလည်းကျွန်တော်မိသားစုနဲ့အားလုံးကနေ့အချိန်ထိညလုံးနဲ့ကထပ်မှမဟုတ်သေးဘူးကျွန်တော်လူငယ်တွေဥဆောင်ပြီးတော့ဒီဆန္ဒပြပွဲတွေမှာဒါနေရာအသီးသီးမှာပြင်းပြင်းထန်ထန် ကျွန်တော်တို့ဆန္ဒပြခဲ့ကြတယ်။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကျွန်တော်ဆန္ဒပြတဲ့သူတွေကိုချိန်ချောက်တပ်ဖြတ်ခဲ့ကြတယ်။လမ်းမပေါ်မှာပဲကျွန်တော်တို့တွေကျွန်တော်လူငယ်တွေအသက်ပေးခဲ့ရတယ်။နိုင်ငံတကာနိုင်ငံတိုင်းငံတော့မတူဘူးပေါ့ဗျာ။ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့လက်နက်ကိုင်ထားတဲ့တပ်ဖွဲ့ဝင်တွေဟာအာနာယူအကြမ်းဖက်ဖက်စစ်တပ် ခွေးလောက်တောင်မှအဆင့်ရှိတဲ့အောက်တန်းစားဖြစ်နေတယ်။ဆောင်းကျွန်တော်ပြည်သူကိုတနက်ပြန်ပြန်လဲတဲ့အချိန်မှာမပြတ်သင့်တဲ့နောက်ဆက်တဲ့စိုးကျိုးတွေဒီကနေ့အချိန်ထိဖြစ်နေရတာဖြစ်တယ်။လက်ရှိကျွန်တော်ရဲ့ generation set တွေမြန်မာနိုင်ငံအတွင်းထဲမှာရှိကျွန်တော်လူငယ်တွေအသက်ပေးပြီးတော့တိုက်ပွဲဝင်နေကြရတာ။ဒါကြောင့်ဒီနိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်ဖက်စစ်တက်ကို ကျွန်တော်တို့ဘယ်လိုမျိုးအပြောင်းလဲတွေလွတ်သွားမလဲဆိုတာဘာကြောင့်အရေးကြီးလဲဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေသိရှိပြီးဖြစ်ပယ်လို့ယုံကြည်တယ်ကျွန်တော်ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့အချိန်မှာဒါစတိမ25နှစ်ငိုင်းနေတွေကကျွန်တော်တို့ရေနဲ့လစ်စစ်မီပြတ်တောက်မှုတွေကအခြေခံပြီးတော့စတဲ့ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့နောက်ပိုင်းမှာအစ်ပြတ်ချဆမှုတွေအုတ်ချုပ်မှုညံပြင်းမှုတွေအခြေခံဝန်ဆောင်မှုတွေဒါမရှိတာတွေ မချစ်နှက်မှုတွေပုံပုံများပြားပြီးတော့အဲ့ဒီဆန္ဒပြအုံကြွားမှုဟာအချိန်မြင့်လာခဲ့တာဖြစ်တယ်လူကြီးတန်း30လောက်နေထိုင်တဲ့မာလဂက်စတာနိုင်ငံလူဦးရေရဲ့၄ပုံ၃ပုံဟာဆင်းရဲနွမ်းပါတဲ့ဒါမြင်းမော်တော့မြင်းရဲ့အောက်ထိကြာရောက်နေထိုင်ခဲ့ရပြီးတော့နိုင်ငံသားတွေရဲ့ဘေးမြတ်တက်တန်းဟာအသက်20အောက်ဖြစ်တာကြောင့် generation z တွေမချေနှက်မှုတွေ အထူးကြီးမားပြီးတော့စတင်ဆန္ဒပြခဲ့တာဖြစ်တယ်။အခုသူတို့ရဲ့ဆန္ဒပြမှုကတော့အောင်မြင်သွားပြီလို့ပြောလို့ရပါတယ်။ဒါကနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံမတူတဲ့အခြေအနေတွေမှာကျွန်တော်တို့ယနေ့အချိန်ထိတိုက်ပွဲဝင်ရတဲ့အခြေအနေဟုတ်ပြီ။ကျွန်တော်နောက်ထပ်ဇင်းကုန်းလေးတစ်ခုလည်းတင်ပြခြင်း ਨੇ ။အဲ့ဒါကတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဒါဒီဇင်ဘာ28ရက်နေ့စတင် ချင်းပါမယ်ရွေးကောက်ပွဲစောင့်ကြည့်လေလာသူများကိုဆင်လွတ်မယ်လို့ကျွန်တော်တို့အာဆီယံကသဘောတူနိုင်ပွဲမရှိဘူးလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုလိုက်ပါတယ်ဒီသင်းဟာမြောက်လိုင်းအတွက်တကယ့်ကိုအဆိုင်ကိုထိစေခဲ့တဲ့သတင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီအာဆီယံကနေပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်လေလာရေးအဖွဲ့တွေဆင်လွတ်မယ်ဆိုပြီးတော့မင်းအွန်လိုင်းအာနာယူတောင်းတွေကထုတ်ပြန်ကြေညာခဲ့တာ သူတို့ထုတ်ပြန်ကြေညာပြီးတဲ့အချိန်မှာအခုဒါအာဆီယံအနေနဲ့ပေါ့နော်ဒီယူရိုပွဲကိုဆင်လွတ်ဖို့အတွက်ဘောတုနိုင်ပွဲမရှိဘူးလို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆိန်ကထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်တယ်မလေးရှားဒီတဲ့မြမရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆင်လွတ်ရန်သဘောတူထားတယ်ဆိုပြီးတော့ စစ်ကော်မရှင်ကသတင်းဖော်ပြပြီးတုံ့ပြန်တဲ့အနေနဲ့မိုဟာမက်ကဒီကိစ္စကိုအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့ချစ်ချင်ဆွေးနွေးသွားမှာဖြစ်ကြောင်းပြောဆိုခဲ့တယ်။ဒီကိစ္စကိုအာဆီယံနိုင်ငံသားရေးဝန်ကြီးအစည်းအဝေးမှာဆွေးနွေးပြီးဆုံးဖြတ်မှာပါ။စောင့်ကြည့်လေ့လာသူတွေစစ်လွတ်ဖို့အာဆီယံကသဘောတူလိမ့်မယ်လို့တော့ကျွန်တော်ကမထင်ဘူး။မိုဟာမက်ကဂျာမီချင်းမမယ်အာဆီယံထိပ်သီးစည်းဝေးအတွက်ပြင်ဆင်နေမှုနဲ့စစ်ဆေးပြီးတဲ့နောက်ပိုင်းမှာသတင်းတောက်တွေကိုအောက်တိုဘာ13ရက်နေ့ကပြောဆိုခဲ့တာဖြစ်ပါတယ်။ မောမက်အားတဲ့နေပြည်တော်မှာစစ်ခေါင်းဆောင်အာရယုမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးတဲ့နောက်မြန်မာနိုင်ငံကိုရွေးကောက်ဖွဲ့စောက်ကြည့်လေ့လာသူတွေစင်လို့ရန်ကတိပြုခဲ့တယ်လို့စစ်ကော်မရှင်ထိန်းချုပ်တဲ့ Global News Live မြန်မာကပြီးခဲ့တဲ့တောက်ကြာနေ့ကဖော်ပြခဲ့တာဖြစ်ပါတယ်ဒီသတင်းဖော်ပြချက်ကြောင့်လည်း People Justice Party PKR Party ဘူဆန်အမတ်တွေနဲ့ဝေါင်ဂျူးနဲ့နိုင်ငံရေးဝန်ကြီးဟောင်းစိုက်ဖူဒင်း အဖက်ဒူလာတို့ကအတူရောင်ရွေးကောက်ပွဲကိုထောက်ခံမှုရှိမရှိဖြေရှင်းချက်ပေးရတောင်းဆိုတဲ့အထိဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီပြစ်စင်ကိုကြည့်မယ်ဆိုရင်တော့လက်ရှိပေါ့နော်အာအာဆီယံဟာအဘုံဘောတူညီချက်၅ရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆန်ရှင်တွေပေးအပ်ပြီးသားလည်းဖြစ်တယ်ဒါကိုမင်းအွန်လိုင်းကသဘောတူညီပါမယ်ဆိုပြီးတော့အခုကျွန်တော်ပြောနေတဲ့အချိန်လေးရဲ့အထိဘာတစ်ခုမှအကောင့်ထဲမှာပေါ်ခဲ့တာအာဆီယံလည်းသိတယ် ဒီကောင်ကလည်းပတ်သက်ပြီးတော့လဲပဲဒါမိုဟာမက်နဲ့မင်းအောင်လှိုင်နဲ့နေပြီးတော့မှတွေ့တဲ့ဒီအခွင့်အရေးကိုအတုံးပြုတ်ပြီးတော့သူရဲ့နိုင်ငံပိုင်ဒရင်းမီဒီယာကနေပြီးတော့သဘောတူညီဖို့ဒါစောင့်ကြည့်လေ့လာရေးအဖွဲ့လေးပေါ့နော်ယူရိုဘဏ်နဲ့ပတ်သက်တဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေစဉ်လုပ်ဖို့အတွက်သဘောတူညီခဲ့တယ် green code ကိုပြုတ်ခဲ့တယ်လို့တော့မှ official တင်ညာလိုက်တာဆိုတော့သူရဲ့အဆင့်တန်းကိုသူပြန်ပြီးတော့ပြလိုက်တာဖြစ်တယ် ျွန်တော်ကတော့သူတို့အနေအားမှာဆိုတော်တော်လေးကိုဗျာရှက်လုံးတော့ခုတ်မျက်နှာခုတ်တော့မှဒါနဲ့သီးချင်တယ်။ဘာကြောင့်လဲဆိုတော့ဟောနေပြီးတော့ကိုလာတဲ့အချိန်ဒီဘက်ကနေပြီးတော့သတင်းပြန်လဲထုတ်ပြန်တဲ့အချိန်တမလီချာဝန်ကြီးချုပ်ရောက်လာတယ်ရောက်လာပြီးတော့မြောက်နိုင်နဲ့တွေ့ဆုံပြီးတော့ရွေးကောက်ပွဲအတွက်စောင့်ကြည့်လိုက်ရဲ့အဖွဲ့တွေစင်လုံးပေးပါမယ်ဆိုတော့ green ပြုတ်ခဲ့ပါတယ်ဆိုပြီးတော့နိုင်ငံပိုင်း သတင်းမီဒီယာကနေပြီးတော့ထုတ်ပြန်ကြေညာခဲ့ဒီထုတ်ပြန်ကြေညာချက်ချက်ချင်းထွက်ပေါ်လာပြီးတန်းကမ္ဘာကြီးတစ်ခုလုံးကပါမေကုန်းတွေထုတ်လာတာဖြစ်တယ်ဘလောက်ကြီးအောင်လဲဆိုရင်ဒီတော့ပေါ်စောင့်ကြည့်လိလသူများစေလွတ်ရန်သဘောတူညီခြင်းတည်တဲ့ပြည်သူများပေါ်ရက်ဆက်ကြမ်းကြုတ်မှုများစွာကျူးလွန်နေတဲ့စစ်အုပ်စုကိုထောက်ခံရရောက်မီဖြစ်တဲ့အကြောင်းပြောဆိုခဲ့တာတွေဝေဖန်ခဲ့တာတွေလည်းထွက်ပေါ်လာတာဖြစ်တယ်ဒါကြောင့်လည်းပဲ မိုဟာမက်ဟာဆင်ကချက်ချင်းပဲဒါလက်ရှိမြန်မာနိုင်ငံမှာကျင်းပမယ်တရားမျှတပြီးလွတ်လပ်ပါတယ်လို့အတန်ကောင်းခဲ့ထားတဲ့မြေကောက်ပွဲကိုသူတို့အနေနဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေစင်လို့မှမဟုတ်တယ်လို့သဘောတူညီခဲ့မှလည်းမဟုတ်ဘူးလို့ချက်ချင်းတုံ့ပြန်လာတာဖြစ်တယ်ဒါကြောင့်ရှက်တက်ရင်ကိုမျက်နှာကိုဓာတ်နဲ့ဟီးလို့ရတယ်လို့ပြောတာပါဒါလားဗျနိုင်ငံနိုင်ငံကိုအုပ်ချုပ်ချင်နေတဲ့အစိုးရလုပ်ချင်တဲ့ကောင်တွေရဲ့ရှေ့စကားနောက်စကားမညီညွတ်တဲ့အား အတုအယောင်တွေထုတ်ပြန်ကြည့်ကြ။ကဘာကြီးကိုတော့မှလိန်ချင်တာ။ဘာလို့လဲတော့တက်မလာနဲ့။ကျွန်တော်ဂျန်နရှင်ဇက်တွေက2021တည်းကအဲ့ဒီမြန်အောင်လိုက်တဲ့ကောင်ကိုတောက်မိမဆိုင်လို့တောက်ချခဲ့တာခနေ့ချင်းတီ။ဇက်ကမမီညံရီပါ မပြည့်တဲ့ကောင်ကျွန်တော်တို့ကဘောင်ထဲမှာအောင်မထားတာ။ဟုတ်ပြီ။ဒီနေ့ကျွန်တော်ရဲ့တယ်လီရမှာတင်ပြထားတဲ့အကြောင်းအရာလေးတစ်ခုကျွန်တော်ရဲ့မိသားစုဝင်တွေသတိပြုမိမယ်လို့ထင်တယ်။ ဒါငင်းချင်းစွာအတူရှင်တွဲနေထိုင်ခြင်းနဲ့စစ်ပွဲတွေအလွန်ရခိုင်ဒေသရဲ့ပညာရေးအခြေအနေကိုကျွန်တော်ရုပ်သံမှတ်တမ်းအတူလေးဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီဒီဗီဒီယိုမှတ်တမ်းမှာဆိုရင်ရခိုင်ပြည်နယ်ထဲမှာပညာရေးဂျွန်စုပေးပွဲတစ်ခုကျင်းပခဲ့တာဖြစ်ပါတယ်အဲကြောက်တော်မျိုးကထက်တန်းကျောင်းမှာကျင်းပခဲ့တာဒီကျင်းပတဲ့စုပေးပွဲအခမ်းအနားကိုမွတ်စလင်လူငယ်တွေကဥဆောင်ပြီးတော့ကျင်းပခဲ့တယ်လို့သူတို့ရဲ့မွတ်စလင်အတိုင်းဝိုင်းမွတ်စလင်မိသားစုဝင်တွေဒီပါတွေ့ ပြီးတော့ဒေသခံတွေပါတက်ရောက်ပြီးတော့ချင်းမြင့်ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးတော့ရခိုင်နိုင်ငံတော်ချင်းကိုတိဆိုလေးပြုဂုံပြုခဲ့တာကိုလည်းပဲကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါဟာဘာတွေလဲဒီဗီဒီယိုလေးကအရင်တို့ပါတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်အတူရှင်တွဲပြီးတော့ငြင်းငြင်းစွာနေထိုင်နေတဲ့ကျွန်တော်ဘာသာမတူလူမျိုးတူတာတွေကပြဿနာမဟုတ် တော်အားလုံးကမိသားစုဝင်တွေဖြစ်တယ်။ရခိုင်နိုင်ငံရင်းနဲ့ပတ်သက်ပြီးတော့လေရခိုင်ကျွန်းထဲမှာရှိတဲ့ဒေသခံမွတ်စလင်တွေကဒါသူတို့အရေးပါပဲ။ရခိုင်နိုင်ငံတော်အတွက်သူတို့တွေလေပူးပေါင်းပြီးတော့ကြားတောင်းထမ်းဆောင်နေတယ်။အခုဆိုရင်အခါတက်တော့ AA နဲ့ ULA တရားဝင်ဖွဲ့စည်းထားတဲ့ဒါတပ်ဖွဲ့ဝင်တီးတီးမှကျွန်တော်မွတ်စလင်မိသားစုဝင်တွေတာဝန်ထမ်းဆောင်နေတဲ့အကြောင်းတွေကိုလည်းပဲအကျဉ်းတွင်းဖော်ပြခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရတယ်။ ဒါကကျွန်တော်တို့တကယ့်ကိုသဘောကျနှစ်သက်တဲ့အရာတွေဖြစ်ပါတယ်။လက်ရှိကျွန်တော်နိုင်ငံကိုပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်လူငယ်တွေစူးစမ်းနေတယ်ဆိုတာကလည်းအတူရှင်တွဲနေထိုင်ဖို့ပါ။ပြီးတော့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပါ။ Federal Democracy တည်ဆောက်ဖို့ပါ။ဒါကတော့ကျွန်တော် Generation Z တွေရဲ့ကျွန်တော်နိုင်ငံနဲ့ပတ်သက်တဲ့ပေါ်ချင်းတဲ့အကြောင်းအရာတွေကျွန်တော်မိသားစုတွေကိုကျွန်တော်တင်ပြခဲ့တာဖြစ်တဲ့ နောက်ထပ်သတင်းတွေမှာတော့အကြံဖက်စစ်ခွေးတက်နေရာဒေသတင်းတွေမှာဝင်းရပိတ်ဆို့ခံထားရတယ်ကျွန်တော်မိသားစုဝင်နေဘလောက်ထိတော့စိုးရနေလဲဆိုစားစရာမဲ့တောက်စရာမရှိတဲ့အခြေအနေတွေကိုအကြံဖက်စစ်ခွေးအောက်ကတပ်ဖွဲ့ဝင်နိုင်ကြုံတွေ့နေရဖြစ်တယ်ဒီနေရာမှာကျွန်တော်ဥပမာလေးနှစ်ချက်ပြောပြမယ်ကျွန်တော်ပြောတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျုပ်ရောင်းငင်းကုန်နေတဲ့ comment တွေလည်းတွေ့ပါတယ်ကျွန်တော်အများနဲ့ပြောထားပြီးသားပါတကယ်လို့ကြည်ကျင်နေဆိုရင်လည်လာကျင်နေဆိုရင်လာခဲ့ကျွန်တော်ကိုယ်တိုင် လမောင်းချိန်ပြီးတော့လိုက်ပြပေးမယ်တခုတော့အာမခံပြီးသတင်းအမှန်ပြန်လဲဖော်ပြပေးပါဗျာဟုတ်ပြီဒီနေ့မှာဒီစော်တီကိုဓမင်းချက်ကျွေးနေတဲ့တကြီးပိုင်းမျိုးသားတဦးကိုဓာတ်တလက်နဲ့အရှင်ဖန်းစီရမိလိုက်ပါတယ်ဆိုတော့လက်ရှိဒီစော်တီရွာတွေအတွင်းထဲမှာအကြမ်းဖက်စစ်ခွေးတက်ဟာအဲ့ဒီရွာသူရွာသားတို့ရဲ့ဒါပေါ်တော့ဒါနေပါတဲ့ပညာရေးလိုပဲဆိုမလား ချို့ပြည်သူတွေကလည်းအရန်ယိုးတယ်ဗျ။ရန်ယိုးတော့အာကျွန်တော်တို့ဒါသင်ငန်းချုပ်ထားတဲ့အယောင်ဆောင်ဘုံကြီးတွေရဲ့စီဟုသိမ့်သွင်းတာလည်းခံခဲ့ရတယ်ကျွန်တော်တို့တွေ့ရတယ်။ဘာသာရေးအကြောင်းပြအဟိုအကြောင်းပြဒီအကြောင်းပြပြီးတော့လူမျိုးရေးမိုင်းတိုင်မှုတွေနဲ့အဲ့ဒီအချိန်ဒီဒီပုံစံတွေကိုမြင်တွေ့နေရတာကျွန်တော်တို့တော်တော်တော်လေးကိုနာကျင်ရတယ်ဗျာ။ဟုတ်ပြီ။ကျွန်တော်ဗီဇာလေးမှာဗီဇာလေးရွာမှာနေတယ် ပြီးတော့ကင်းတွေမှာလည်းနေထိုင်ခဲ့သူယူဆော့တီအားပေးနေတာလက်ရှိချိန်နဲ့ယူဆော့တီရွာအတွင်းထဲမှာနေထိုင်နေတဲ့ဂျမ်ပစစ်ခွေးတက်ကိုလည်းပဲဒါချက်ပြုတ်ကျွေးမွေးနေတဲ့သူ2020ခုနှစ်တည်းကစစ်တပ်ကိုထောက်ခံနေတာတဲ့အခုအချိန်မှာတော့ယူဆော့တီနဲ့ပတ်သက်ပြီးတော့ဂျမ်ပစစ်ခွေးတက်တွေဝင်ရောက်တဆွဲတဲ့နေရာတွေကိုကျွန်တော်တို့ဒီလနဲ့ကာဝေးတပ်ဖွဲ့ဝင်တွေဝင်ရင်ပိတ်ဆို့ထားတဲ့အခြေအနေတွေနေရာတိုင်းမှာရှိနေတာ ဆိုတော့အဲ့ဒီအခြေအနေတွေကိုကျွန်တော်ဘက်ကနေတော့သတင်းမထုတ်ပြန်တာတွေကကျွန်တော်ရလာပြည်သူတွေရဲ့ပေါ့နော်ဒါလုံးချိုးရေးအခြေအနေတွေကိုငက်ကော့တော့အားဖြစ်တော့လကောဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုဒါတို့အရင်တော့သုံးခဲ့တဲ့ဖြက်လေးချက် တို့ဖြက်ငါးချက်တို့ကိုကျွန်တော်တို့ကပြန်လဲအသုံးပြုနိုင်နေတာဖြစ်တယ်ကျွန်တော်ရင်မသားစုဝင်နေအဲ့လိုငက်ပြတ်နေတဲ့စားရမယ်တောက်ရမယ်အခြေအနေမှာတို့ဟာမပြေပါလဲမှာရှိတဲ့ဒါဗီဇော်ဒီတောက်တိုင်လို့လည်းပြောလို့ရတယ်အချို့ကောင်တွေကိုကြွားပြင်းထွက်ပြီးတော့ ဟင်းစာဖားစာရှာနေရှာခိုင်းနေတဲ့အခြေအနေတွေကိုကျွန်တော်တွေ့နေရတာဖြစ်တယ်ဘယ်လောက်ကြည့်အောင်လဲဆိုရင်လည်းဒါပေါ်တော့ကျွန်တော်ဖန်ဆီးရမယ့်သူရဲ့နာမည်ကဥပွေးဖြစ်တယ်ဥပွေးရဲ့လက်ရှိထွက်ဆိုချက်တွေမှာဆိုရင်တကုံးရွာဒေတာကံမှာတကုံးကဒေတာအတွင်းထဲမှာရှိတဲ့ဘူဇော့တီတွေနဲ့ဂျမ်ဖက်စစ်ခွေးတက်ကကျွန်တော်တက်ဆွဲထားတယ်ကျွန်တော်သိရှိထားရတဲ့သတင်းအခြေအနေရကတော့အင်အားရောက်တရားဝန်းကျင်လောက်ရှိတယ်လို့ကျွန်တော် ကြားသိထားရတယ်အဲ့ဒီကောင်တွေကကျွန်တော်ဝင်းရဲ့ပိတ်ဆို့မှုတွေကြောင့် ကြေးရအတွင်းထဲမှာအစားအသောက်တွေပြက်လက်နေပြီးတော့တောတောင်တွေကိုထွက်ပြီးတော့မှုန်နဲ့ကြားရီစတဲ့ပြီးတော့တောတွင်းလေးကြပေါက်တဲ့အသီးရက်တွေကိုရှာဖွေစားတော့နေရတာဖြစ်တယ်။လက်ရှိရွာပဝင်းကျင်မှာလည်းပဲအစားအသောက်တွေမရှိတော့အတွက်စားတော့လေးနည်းနည်းရဖို့အတွက်ထွက်ပြီးတော့ဖားရှာငားရှာမှုရှာတဲ့ ငပြူအဖွဲ့ဝင်ငပြူထမင်းချက်ကိုကျွန်တော်တို့ဖမ်းဆီးရမိထားတဲ့အခြေအနေဖြစ်တယ်အဲ့ဒီအခြေအနေကတော့မကွေတိုင်းပေါ့မြို့နယ်တကုံးရွာယူစော်တီတပ်ဖွဲ့ဝင်ထမင်းချက်ကျွေးနေတဲ့တကြီးပိုင်းတူဖြစ်ပါတယ်ဒါကလက်ရှိမြေပြင်နေမှာကျွန်တော်တို့ဒါဒလန်တပ်ဖွဲ့ဝင်တွေရဲ့ဒါကမ္ဘုံမှုထိမ့်ချုပ်မှုအခြေအနေတွေကိုကျွန်တော်မိသားစုအနေနဲ့သိအောင်ကျွန်တော်ဖော်ပြခဲ့တာဖြစ်တယ်ဒီဘိန်းနဲ့ပတ်သက်တဲ့ဒရင်းကိုလည်းဆက်ဆက်ပြီးတော့တခါလေးပြောပြခြင်းနဲ့ ဒီကနေ့ဆိုရင်ကျော်တက်ခိုက်တင်းပိုက်ခက်ပြီးမြုပ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါထိန်းချုပ်ဖို့အတွက်ကျွန်တော်တို့ထိန်းဖို့အတွက်အခက်အခဲမျိုးစုံရှိခဲ့တယ်ဆိုတာလည်းကျွန်တော်မိသားစုဝင်တွေသိပါတယ်ဆိုတော့အဲ့ဒီမြို့ကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဆုတ်ခွာခဲ့ပေးတာရှိတယ်ဒါပေမဲ့အဲ့ဒီမြို့အတွင်းထဲကိုဝင်လာတဲ့လက်ရှိကျွန်တော်ဖက်စစ်ခွေးတက်အင်းကယာနဲ့ခြိနေတဲ့ကောင်တွေရဲ့ဘဝတွေကိုလည်းကျွန်တော်မိသားစုတွေသိအောင်ပြောချင်တယ်ဒီလင်းကနေကြဘလို့မှရိတ်ခါ စစ်ကူဘာကူမရောက်မလဲတော့လေဒီပဲရင်မျိုးအတွင်းထဲမှာပြိမိနေတဲ့ကျန်ဖက်စစ်ခွေးတက်တည်းအခြေအနေဟုတ်ပြီဒီဒီမှာဘာမှပို့လို့မရတော့ဘူးကျွန်တော်ပိတ်ဆို့ထားတာတစ်နှစ်ချီပြီဒီကြောင့်ကနေမျိုးစေဝါတွေနဲ့ရိတ်ခါတွေလက်နဲ့ခဲယမ်းတွေခြာပေးနေတာဒီပဲရင်မျိုးပေါ်မှာထိုင်ချထားတဲ့စခန်းတွေမှာရှိနေတဲ့ကောင်တွေဟာလေဘယ်နှစ်တည်ရမလဲဆိုတဲ့အခြေအနေမျိုးတွေနဲ့ပါသူတို့တွေ စိုးရွံ့ထိတ်လန့်နေတယ်လို့ကျွန်တော်တို့ကြားသိထားရတာဖြစ်တယ်။လက်ရှိသတင်းကိုမြေပြင်ကတာဝန်ခံဒီပိန်းတာဝန်ခံပေါ့နော်ရေဘော်တုံးကပေးပို့ထားတာဖြစ်တယ်။ကျွန်တော်စကိုင်းတိုင်းဒီပိန်းရှင်းကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များထပ်မံပြီးတော့ပိတ်ဆို့ထားတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်လေ။သူတို့ဟာတဲ့မြို့ပြင်မီတာ900ကျော်600ကျော်မှာပစ္စည်းထုတ်တွေကျွန်တော်တို့ထားထွက်ပြီးတော့မကောက်ရဲဘူး။၄ချောင်းကနေပြီးပစ္စည်းချပေမဲ့လည်းပဲ။ တို့ချလိုက်တဲ့ဒိက္ခပစ္စည်းတွေဟာတို့နေရာတွေကိုမရောက်တာနဲ့ပြီးတော့တို့နေရာနဲ့အလံဝေးတဲ့နေရာတွေကိုကြာရောက်နေတယ်ထပ်ပြီးတော့ကောက်တာတွေကိုလည်းကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာတဝူးချင်းစီတိုင်းခေါင်းပေါ်ခေါင်းကိုဖြုတ်ဒူးပေါ်ဒူးကိုဖြုတ်တဲ့စစ်စင်ရေးအတွင်းမှာအစားတော့ညက်နေပေမဲ့မြင်တွေ့ပေမဲ့လည်းပဲအဲ့ဒီခါတုတ်တွေကိုထပ်မကောက်ရေးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါလားဝိုင်တွဲကနေပြီးတော့ရိခါတုတ်တွေပြချတယ်ဆိုရဲကျွန်တော်မိသားစုတွေ့မှာပါကျွန်တော်ပြောပြောနေကြအီးပါကောင်ကြကျင်နေနေရကြအဲ့တော့မင်းတို့လည်းထဲထဲမှာရိခါတုတ်ရတယ်ဆိုရင်တော့ထပ်ပြီးတော့အသက်ဆက်ပါဗျာရိခါတုတ်မရဘူးဆိုရင်တော့မင်းတို့သေဒါဘာဘူးနဲ့မှမဆိုင်တာကိုဗျာဘာဘူးကသူ့ရေးကောက်ပွဲကိုသူဆက်ပြီးတော့လုပ်နေတာဖြစ်တာပဲဟုတ်ပြီဘာဘူးတဲ့အသေးခံနေတဲ့ကောင်တွေကတော့လက်ရှိကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေရာဒေသတည်တည်မှာကျွန်တော်ဝင်ပိတ်ဆို့ထားတဲ့အကြောင်းကိုလည်းကျွန်တော်မိသားစုဝင်သိစေချင်တာပါ တို့ယူသိန်းတိုက်ပွဲ မတိုက်ခင်ဒါဂျန်ဖက်စစ်ခွစ်တက်ကဒီပဲကြီးမြို့ကိုလက်နက်ခေရန်ရိတ်ခါတွေပို့ဆောင်တဲ့နေရာမှာရေဦးမြို့ဘက်ကနေပြီးတော့မြေပြင်စတောင်းထုတ်ပြီးတော့ပို့ဆောင်ခဲ့တာတွေရှိတယ်ဒီပဲကြီးမြို့ပေါ်မှာဂျန်ဖက်စစ်ခွစ်တက်အင်အား60နဲ့တရားဝန်ကြီးရှိပြီးတော့ကုန်းတာဦးဖျားကြောင်းနဲ့ဇဲတိုက်စားတော့ဆိုင်ရွှေတာလီဖျားနဲ့စတဲ့ကြောင်းတွေမှာထိုင်ချက်တဆွဲထားတဲ့လို့လဲကျွန်တော်တို့ကတိတိကျကျသိရှိထားရတာဖြစ်တယ်ကျွန်တော်2024ခုနှစ် ။ဩဂတ်၁၈ရက်နေ့နံနက်ပိုင်းမှာဒီဘေးအင်းမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီ။ဒါပေမဲ့ Jean-Baptiste Guedet ကလေကြောင်းကနေပြီးတော့တိုက်ခိုက်မှုတွေနဲ့ဒါဖြက်စည်းရေးအသွင်ပုံဖော်နေတဲ့အတွက်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမြို့ပြင်ကိုပြန်ပြီးတော့ဆုတ်ခွာပေးခဲ့တာတွေလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီဟာနေရာဟာကျွန်တော်တို့ရဲ့ကဘင်းထဲမှာတက်ရောက်နေတဲ့ဒီဘေးအင်းမြို့ပါ။ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောပြစရာသတင်းတွေအမှန်တကယ်တော့အများကြီးရှိပါတယ်။ မဲ့အချို့သောသတင်းတွေကကျွန်တော်ဖော်ပြလို့အချိန်ကောင်းမဟုတ်သေးလို့ပါမျိုးတစ်မျိုးကိုပြန်ရဖို့အတွက်အသေးခံပြီးတော့တိုက်နေရပေမဲ့နောက်ထပ်မျိုးတွေထပ်ပေးရတော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့လက်ရှိအာနာယူအကျန်းဖတ်ကောင်းတွေအကြောင်းကိုကျွန်တော်အများကြီးပြောစရာတွေရှိပါတယ်ဟုတ်ပြီဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုတွေလက်ရှိကဘာကြီးဟာ အာနာယူတွေအတွက်နေရာတွေဖိဖိနဲ့ပေါင်ကျင်းလာတာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ကမ္ဘာနေရာဒေသတည်တည်မှာရှိနေတဲ့ generation set တွေဟာကျွန်တော်တို့တော်လှန်ရေးပုံရိပ်တဲ့အတူနိုင်ငံတိုင်းနိုင်ငံတိုင်းနိုင်ငံပေါ်ထွက်ခဲ့ကြတယ်။ပြီးတော့လူငယ်တွေရဲ့ပြင်းပြတဲ့အာတီတဆန္ဒတွေနဲ့အတူအာနာရှင်အာနာယူတွေကို အမြင့်ပြတ်ချိန်မုန်းနေတာနေရာဒေသတည်တည်မှာပါကျောင်းရနှစ်ခုတော့တူကြီးမတူမဲပြည်သူကလည်းနဲ့တက်ဆင်ပေးထားတယ်ပြည်သူကလက်စားပေးပြီးပြည်သူကကြွေးထားတဲ့အဲ့ဒီနိုင်ငံတနိုင်ငံရစစ်တပ်ကပြည်သူဘက်မှာယက်တီတဲ့အခြေအနေနဲ့ပြည်သူကပေးပြည်သူကကြွေးပြီးတော့ပြည်သူကိုပြန်ကြိုက်တဲ့ခွေးတက်ရှိနေတယ်ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကတော့မတူညီတာတော့ရှိပါတယ်ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုနဲ့အားနဲ့တက်မယ်လို့ညွှန်လိုက်ပါတယ် နောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်။လည်းနဲ့ပေးစီဗီကပ်ကြောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအုပ်ချင်းစတန်ပြင်းနေကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလေးပါဗျာ။